โอเค good evening everyone อ่ามิงลาวะခင်ဗျကျွန်တော်တို့ဒီနေ့ကဒီတစ်ပတ်ပေါ့เนาะဒီတစ်ပတ်က week number week number 15ဖြစ်ပါတယ်ကျွန်တော်ဒီနေ့အဖြစ်ပြောမယ်ဆိုရင်ကျွန်တော်တို့ဒီနေ့က6ရက်4လ2025အာကျွန်တော်တို့စင်ကာပူချိန်8နာရီနဲ့အာ808 past 7ဖြစ်ပါတယ် pm ဖြစ်ပါတယ်โอเคကျွန်တော်ဒီတစ်ပတ်က တည်ကြတဲ့အတိုင်းပဲ market ကအရန်ကို very crazy ဖြစ်နေတယ်။ဘာဖြစ်လဲဆိုတော့ market ကြီးကဒီတစ်ခေါက်ကတော့ news နဲ့မဆိုင်တော့ဘူးကျွန်တော်တို့ဒီ political ပေါ့နော် geopolitical issue တွေကြောင့်ဖြစ်ပါတယ်။ Okay အဲ့ဒီတော့အခုဒီတစ်ပတ်ကဒီဘာ news ပဲလာလာနော်ဘာ news ပဲလာလာအဲ့ဒီဒီ geopolitical events တွေကအသာလေးဟိုအသာလေးဒီကောင်တွေက super seat ပေါ့နော်ဒီကောင်တွေက geopolitical တွေကပို့ပြီးတော့အရေးကြီးတယ်ပို့အရေးကြီးတယ်လို့ကျွန်တော်မြင်ပါတယ်။ Okay ီတစ်ပတ်မှာကျွန်တော်တို့ဒီဒီနေ့ကတော့ဘာမှ new state မရှိဘူးဒီနေ့ညအစောပိုင်းပေါ့နော် new state မရှိဘူးဒါပေမဲ့ညနှစ်နာရီမှာတော့ကျွန်တော်တို့ဒီမှာ news တခုရှိတယ်ဒီကောင်ကပုံမှန်အဖြစ်ဆိုရင်တော့အရေးကြီးတယ် okay အာပုံမှန်အဖြစ်ဆိုရင်တော့အရေးကြီးတယ်ဒါပေမဲ့ဒီကျွန်တော်ဒီဒီ tariff ပြဿနာကြီးဖြစ်နေတော့အာဘယ်လောက်အရေးကြီးမလဲတော့ကျွန်တော်ဟိုနော် gauge လုပ်ဖို့လိုတယ် okay ဒီ tariff တွေဖြစ်တော့ဘာတွေဖြစ်နေကြလဲဆိုတော့ဒီကောင်တွေကမမှန်တော့သူတို့မှာ agenda တွေရှိတယ်အထူးသဖြင့်ကျွန်တော်တို့ US ဘက်က agenda တွေရှိတယ်သူတို့ကဘာသူတို့မှာလှုပ်ချင်တဲ့ဟာတွေရှိတယ်အာသူတို့ဒီ economy ကိုလှုပ်ချင်တဲ့ဟာတွေရှိတယ်ဒီ Trump ကဒီအာပြောကြရင်တော့ဟာ Trump ကဘာမှမသိဘူးအာဘာညာလို့သာပြောပေမဲ့ okay အဲ့လိုမျိုးဘာမှမသိဘူးလို့ပြောတဲ့လူတွေကပုံပြီးသတိထားရတယ် okay ဘာလို့လဲဆိုတော့သူတို့မှာ သူတို့သိတာကိုမမလူတွေမသိသေးကြတာလဲအဲအကြောင်းရှိတယ်။ Okay ဘာမှမသိဘူးလို့ပြောရင်သတိထားနော်။အာကျွန်တော်ဘာလို့ပြောတာလဲဆိုတော့ဒီ Trump မှာသူသူ့မှာ advisor advisor လူတွေရှိတယ်။ Okay ဒီ Trump ကိုနိုင်တော့ဖြစ်ချင်မှဖြစ်မယ်ဒါပေမဲ့သူ့မှာ advisor ရှိအဲ့ advisor တွေကအခြားဘင်းကောင်းနေမဟုတ်ဘူး။နော်အဲ့ advisor ရဲ့အခြားဘင်းကောင်းနေမဟုတ်ဘူးအဲဒီကောင်းနေကဘာလို့ရင်ဘာဖြစ်တယ်ဆိုတဲ့ကောင်းနေတည်ပြီးသား Okay အဲ့တော့အဲ့ကောင်းနေ အဲ့ကောင်တွေဝင် play လာပြီဆိုရင်တော့ပို့ပြီးတော့တတိထားမယ်ချိန်မှာရှိလာပြီโอเคကျွန်တော်မြင်တော့ဒါကြီးဒါကြီးက trap ကြီးကဟိုဟိုဟိုနောက်တလိုလိုပေါ်တလိုလိုလုံနေပေမဲ့เนาะအနောက်မှာသူတို့မှာ agenda တွေရှိလို့ကျွန်တော်မြင်တယ်โอเคကျွန်တော်ကျွန်တော်တွေးကြည့်တာကတော့ trap ကဒီကောင်ကဘာလို့ပို့စူးစမ်းနေရလဲဆိုဒီကောင်ကဒီကောင်ရဲ့ဒီသူ့ရဲ့ဒီ interest rate ကို interest rate ကိုကြောက်အောင်သူလုံနေတာโอเคဒါပေမဲ့အခုလောလောဆယ်ကတော့အောင်မြင်သလားဆိုတော့မအောင်မြင်သေးဘူး โอเคအောင်မြင်သားဆိုတော့မောင်မြင်သေးသူ interest rate ကိုသူအတင်းကြောင်းလောက်နေတာโอเคအမ်ကျွန်တော်10မိနစ်လောက်အချိန်ခဏလေးပေးနော်